န်ချီရဖြစ်ပါရှင်ဒီနေ့ဗီလီယာနေအားလုံးပြန်နေကျဆလိုက်ပါရဒီနေ့ဗီလီယာတော့အိမ်ထောက်ကတင်ခဲ့အ ဒါစကူပလော့ရဲ့ comment လေးမှာအခုလိုမျိုးအများကြီးပဲမှတ်မိခဲ့ကြမလို့ခီးရဂရီဒီရဲ့အနေနဲ့ဇဝကင်းချင်းပြဗီဒီယိုလေးကိုလာတင်ပြရပါဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့ဂရီရဲ့ဒီနေ့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ဂရီရဲ့ဇဝခုံကအခုလိုမျိုးပတင်းပေါင်းနဲ့ကဲလျက်မှာရှိပါတယ်။ဂရီရဲ့ဇဝခုံပေါ်ကပစ္စည်းတွေတော့ဂရီအခုလိုမျိုးပဲရှင်းထားလိုက်ပါတယ်။အရင်တော့ဇဝခင်းတွေကလုံးဝပြန်သုံးလို့မရပါဖြစ်တဲ့အတွက်ကြောင့်ဂရီဇဝခင်းမခင်းမနဲ့အခုလိုမျိုးဒါမယ်နေနေရတော်လေးကိုကြာနေပါပြီ။ဇဝခင်းခင်းမှာ ဲဆိုပေမဲ့ဖုန်လေးအနေနဲ့ပေါ်ပါရှိနေမှာလို့တရှူးလေးနဲ့ခုလိုမျိုးလေးခီတုတ်လိုက်ပါသည်။ဒါကတော့ခီဝင်လာရဲ့ဇဝဲခင်းလေးပဲဖြစ်ပါရဲ့ After school block ကြည့်ပြသူလေးရတော့သိကြမယ်လို့ထင်နေပေါ့နော်။ဒီတစ်ခါကိုလည်းခီကပန်းရောင်လေးပဲဝင်လာခဲ့ပါရဲ့။သူကတကိုင်းဝင်လာပေါ့နော်။သူကပိတ်ဆက်သားဖြစ်တဲ့အတွက်ကြောင့်မို့ခီတို့ဒီလိုဘေးနားမှာအမြင်လေးထွက်နေလို့ဒီကကြီးလေးနဲ့လိုက်ပြီးတော့လည်းညှိလိုက်ပါသေးရဲ့။ ဆောစာချင်းဝဲတော့ကတော့ဇဝဲခုံကိုလည်းမတိုင်းလာရဖြစ်တဲ့အတွက်ကြောင့်မလို့တကိုက်ကတင်းမယ်လို့ထင်နေရပေါ့နော်တကယ်လေးဖြန့်ချီရောတကိုက်ကတော်တော်လေးကိုကြီးနေပါရဲ့အခုပြထားတဲ့အတိုင်းပေါ့နော်အဲ့အနေခီလီကအခုလိုမျိုးနှစ်ခေါက်ခေါက်ပြီးရောဇဝဲခင်းလေးကိုခင်းလိုက်ပါရဲ့ဇဝဲခင်းရောင်ကအပြင်မှာဆိုရင်ဒီထက်နည်းနည်းလေးပို့ပြီးရောရင့်ပါရဲ့ဘီလူထဲမှာကြောင့်နည်းနည်းလေးမိန်သွားရဲ့ပေါ့နော်ဒါဆိုရင်တော့ခီးရဲ့ဇဝဲခင်းလေးကအကုန်လုံးအပီစီခင်းပြီးသွားပါပြီဇဝဲခင်းဝမ်းမဲ့သူလေးလည်းအကွက်လေးကြဲကြဲကြီးမဝယ်ဘဲနဲ့အခုလိုမျိုးအကွက်ဆိတ်ဆိတ်လေးနဲ့အယောင်လာ လေးဝယ်ဖို့တော့ခီတီကတော့အကြံပေးချင်ပါတယ်နော်။သူခွဲခင်းနေခင်းမီကတော့ခီတီစွဲခုံပေါ်မှာပစ္စည်းလေးတွေပြင်မြှောက်ထားပါမယ်။ဒီဆောက်လေးရကြောင့်ခီတီမတုံးပြတော့ဆောက်လေးနဲ့အခုလက်ရှိအဲ့လိုတကူယူလို့ရမယ့်ချင်းလေးတွေကြောင့်တောင်းတနေရာမှာထားလိုက်တယ်။ဒါလေးရကြောင့်ခီတီအခုလက်ရှိတုံးနေအကြောင်းလုံးဆောက်လေးတွေကိုတော့ဒီဘက်တောင်းလေးမှာခီတီကတ်ထားလိုက်ပါရဲ့။ လမ်းမှာကြာခုလိုမျိုးလေးချင်းတော်လေးနှစ်ခုခရီးထားလိုက်ပါရှင်ပြီးတော့အဲ့လေတခုကြောင်းပေါင်းသွားလို့ရမယ်ကလေးပူတဲလေးကိုလည်းခရီးချင်းနဲ့မှာပဲထည့်ပြီးတင်ထားပါပြီးတော့ဒီဘက်မှာချေလို့မရရဲ့စတစ်ကာလေးတွေကိုလည်းထောင်းဝင်ထည့်ထားလိုက်ပါအခုလက်ရှိတဲ့နေရာမြင့်မှန်လေးနှစ်လက်ကိုလည်းပူလေးနဲ့ထားထားလိုက်ပါပြီးတော့တူစီတူမွားအယုပ်ပစ္စည်းလေးတွေလည်းချင်းနဲ့မှာလိုက်ထည့်လိုက်ပါဒါကတော့အလုံးကြီးကြရဲ့ခရီးရဲ့အဖြူရောင် accessory ထည့် box လေးပါပြီးတော့ဒီဘက်ချမ်းမအောင်လေငါးကန် box လေးကိုထားလိုက်တယ်ပေါ့ နော်တောင်းမှာကြတော့အဲ့ဒီ box အကြီးကိုထည့်ထားလိုက်ပါရဲ့ပစ္စည်းတွေကခရီးမှာမြန်မာဆဆမရှိဘူးဆိုပေမဲ့ရှိတဲ့ပစ္စည်းလေးတွေကိုပဲခရီးလှလှပပလေးဖျားလုံးတရားလေးစီပြီးတော့ထည့်လိုက်ပါရဲ့ဗာလေးထည့်ထားလေးဆိုရတဲ့တရားလေးပြပေးထားမှာလို့တခုချင်းစီတော့ခရီးမျိုးပြပြတော့ပါအောင်ရှင် ကငါကပေါ့စလီမာလေးခုအလီရဲ့မစတီကာရီပတိတန်တပေါ့စကြီးလုံမျိုးအစာပြေစားမဲ့စနက်လေးနဲ့ပပန်းနဲ့ခီခုနောက်ပိုင်းခောက်ပြင်းရဲ့ဂျီလေးထည့်ထားပါရင်ဒီပုတ်ကလေးမှာထည့်ရဲ့ပစ္စည်းရောက်ကြီးအနေချိမဲ့ပြထားပါရင်အများကြီးဆိုရင်ခလုံးချီရပြင်းအောင်မဆူလို့ပါရှင်သူရှင်းတဲ့ငင်ချင်းမူလေးဆောင်ပေးထားရဲ့စတီကီလေးကိုခုလိုမျိုးလေးထားလိုက်ပြီးဆိုရင်တော့ခီကြီးစပွဲခုလေးကအော်မီမီနဲ့ရှင်းလို့ပြီးတော့ပါပြီရှင်တိတ်ပြီးရောမတက်ရဖို့ဆိုပေမဲ့လေခီတီချာလေးခုဘောက်ကိုရှင်းထားမှာလို့ခီကြီးက ဘောကြပါယ်ဒီနေ့ဗီဒီယိုလေးအတွက်ကောင်းမွန်မမိခဲ့တဲ့သူတွေအားလုံးလည်းခင်ဗျာကျေးဇူးများတင်ပါတယ်ရှင်ဗီဒီယိုအစားနဲ့အဆုံးထိခင်ဗျာတူတူရှိခဲ့ပေးကြလို့လည်းအားလုံးကျေးဇူးများတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဘိုင်ဘိုင်